ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ဘာအကြောင်းတင်ဆက်ပေးခြင်းလဲဆိုရင်မြန်မာနိုင်ငံမှာ တကယ်ထိုးဆန်းတဲ့ဖြစ်ရပ်တစ်ခုတည်ထွင်ခဲ့တဲ့သူရဲ့ဗီဒီယိုဖိုင်ကိုကျွန်တော် reaction လုပ်တော့မှာဖြစ်ပါတယ်7နှစ်လောက်ပဲရှိတဲ့အတွက် ကျွန်တော်အဆုံးထိကြည့်ပြကြပါလို့ကျွန်တော်အရင်ဆုံးတောင်းဆိုချင်ပါတယ် ကဲဆက်ရအောင် concentrate ဆိုလာလေးပါလင်းရောင်ကဘယ်ဟာပဲလာလာဒီဘိုးမှာပဲလာစုဟိုမဖြစ်နိုင်ဘူး copy ကြီးပါကွာအမျိုးမျိုးပြောတာပဲရိုးရိုးကြည့်မှန်ပဲသူ့မှာဝါယာလဲချိတ်မထားဘူးဘာမှချိတ်မထားဘူးပြန်လာဟိုနေရောင်ကြီးကလာတဲ့အလင်းကိုဟိုမှန်ထိုးသလိုပဲသူ့တနေရာလဲဟိုပြုံစုထိုးရင်းနဲ့အပူထွက်တာ အော်မင်္ဂလာပါအော်လေးလေးကဟိုကဥဒန်စံမှာ MD သက်သက်မှုလက်မှုစိုင်ပန်းရပါဟုတ်ကဲ့ပါအဲ့တော့ဒါ Facebook မှာပို့တော့မှာနာမည်ကြီးရေလေးလေးရဲ့စက်ကြောင်းသူ့ဝင်စားလာလို့လာတာပါအော်ကျေးဇူးတင်ပါတယ်ဟုတ်ဟုတ် concern ထွက်တဲ့ဆိုလာလို့ခေါ်တာပေါ့နော်နေရောင်ကြီးရဲ့အလဲရောင်ကိုစုစည်းပြီးတော့မှအပူကိုတနေရာထဲမှာစုံချက်လုပ်ပေးတဲ့ concern ထွက်တဲ့ဆိုလာလေးပါဒါကတော့ သမီးအလက်မအပြူကြီးပေါ့ဒါတော့သမီးသမီးအကြီးမအီရွှေတဲ့ဟိုကတော့အငယ်ဆုံးပိုးရွှေတဲ့ဟိုသားယောက်ျားလေးကတော့အပြင်အပြင်ခဏပေါ်နေတယ်သူကကြတော့ဟိုလိုအပ်တဲ့ပစ္စည်းတွေသူကဝယ်ချမ်းပေးတာခါတိုင်းလဲသူ့လို့အဲ့ဒါနောက်ဘန်ငွေလွှဲရင်ငွေထုတ်တာသွင်းတာပါ냐အဲ့ဒါသူ့လို့လိုအပ်တဲ့ပစ္စည်းဝယ်တာသူ့လို့သူကကြတော့ဖိုက်တာကြီး ။ तू ကတော့ तू ကတော့ခြာသူတုံးတိုက်တဲ့ကြားကြိုက်ကြခြာတာ။ तू ကတော့အမှုအကျင်းအကုန်ရတဲ့ဟိုအဓိကတော့ तू ကကွန်ပျူတာပေါ့နော်။ကျွန်တော်တို့ရဲ့ CNC ဆက်ရဲ့လိုအပ်တဲ့ဒီဇိုင်းတွေဆွဲတယ်။နောက်ပြီးတော့ဟို program ကြီးသွင်းတာတွေကသူ့တာပေါ့။အဲတော့ကွန်ပျူတာကြတော့ digital စနစ်မှာတော့ ူကသူကဖရာကြီးပဲဒါဆိုတော့ဆိုပြီးတော့ဒါဖြစ်နိုင်ပါ့မလားကိုရောတွေးကြည့်ပါလေဖြစ်တာလုပ်တဲ့အဲဆလုံးရင်ဆလုံးကတော့လေဟိုအမြင်နဲ့ဆိုတော့လေဖြစ်နိုင်ပါ့မလားပေါ့နောက်လုံရင်းလုံရင်းနဲ့အဲ့ဒီအချက်ပေါင်းတင်းချီနင်းတဲ့အခါမှာဆိုရင်ဒီလောက်ကြီးနင်းနေတာဒီမိုးကမအောင်မြင်သေးဘူးလားပေါ့နော်အောင်မအောင်မြင်မလားဆိုရယ် strap ပေါ့နော်ကျွန်တော်တို့တမိသားစုလုံးကရှိနေတာပေါ့အားလေတော့ရှိတယ်ဒါပေမဲ့နောက်ဆုံးစမ်းတက်ပြီးမှန်ကတ်ပြီးတော့အဲ့လိုဟိုကပေါ့ကျွန်တော်တို့က27လက်မှာစပြီးတော့ ဟိုစပြီးတော့စုံမှတ်ဖြစ်တာပေါ့အပူအပူစုတဲ့မှတ်ပေါ့အဲ့စုစုမှတ်ကိုကျွန်တော်တို့လက်နဲ့ကင်ဟိုပူပြီးဆိုတော့မှဒါကျွန်တော်တို့ကျော်ရတဲ့ဟို feeling လေးပေါ့နော်အဲ့တော့တာဖဏီအောင်ထကားကြတာဒီအပေါင်းခုံကပူပြီးပူပြီးအောင်မြင်ပြီးဆိုပြီးတော့ပေါ့နော်အဲ့ထိကိုဝမ်းတာခဲ့ရတာပါဟုတ်ဒီဟာလေးထွန်လိုက်တာကတော့ကိုဘဝအတွက်မှတ်တိုင်မှတ်တိုင်လို့ကိုဖြစ်သွားတာဒါပေမဲ့ပန်းတိုင်မဟုတ်သေးဘူးနော်ပန်းတိုင်ကအများကြီးအများကြီးကြံသေးတယ်ပထမဆုံးပထမဆုံးတံပြားကိုလေ ဒီဒီလေးဘေးအဝိုင်းလေးဘေးအဝိုင်းအရင်ဝိုင်းဟိုအရာလိုက်တာပေါ့နော်ပြီးရင်လေးဘေးဝိုင်းကိုဖြတ်မှာပေါ့နော်အဲ့ဒါလေးဖြတ်ပြမှာတော့သမှုလမှုအလုံးလုံနေရတာလုံနေရတာကပင်မန်းတယ်ကိုမထင်ဘူးပင်မန်းတယ်အလုံးလုံရင်းတယ်ပဲအမောဖြေတာအဆက်သေးရကြတော့တကယ်တော့ အဲဒီတော့ဘက်ဂျီယန်ဘက်ဂျီယန်ပန်အဖြူရောင်ကိုသုံးရမှာကျွန်တော်တော့ဒီမှာရှိတဲ့တန်ဟိုပဲအောင်မြင်မယ်မအောင်မြင်မယ်မသေးကြတော့ရှိတဲ့တန်ဟိုပဲအဲနင်းလိုက်တာပေါ့နော်ဒီတန်တွေကြတော့သူကယုံတယ်နင်းလိုက်ရင်ပြန်ကန်ထွက်နေတာအဲ့ဒါကြောင့်လဲကျွန်တော်တို့သုံးရပြီးပြီအချက်ရသိမ့်ကြည့်ပြီးနင်းလိုက်ရတယ်တကယ်တော့ဘက်ဂျီယန်တန်တာသုံးမယ်ဆိုရင်အဲတစ်ရက်လောက်နဲ့အခုံးဖြစ်တာပေါ့အဲ့ဒါလေးလည်းနည်းနည်းအေးမားပါဒီဟာတော့လေလွန်ခဲ့တဲ့15နှစ်လောက်ကတက္ကသိုလ်ကဆရာမကြီးရဲ့ မိတ်ဆွေသူ့ရဲ့မိတ်ဆွေကနေမှကျွန်တော်တို့နဲ့အေးဆိုင်လေးထိုင်ရင်းနဲ့စက်မှုလက်မှုမှာစိတ်မန်းအလူတွေတော်တယ်သတင်းကြတော့အဲ့ဒါလေးကိုထွန်ခိုင်းတာအဲ့တော့ကတော့မလုံနိုင်ခဲ့ဘူးဒါမဲ့ခေါင်းထဲမှာတော့ပျောက်မသွားဘူးရှိနေတာအခုနောက်ပိုင်းမှာဒီမိုးတွေဒိုင်းတွေဟိုက်ဒရိုလစ်ပရက်စ်တွေကိုတဖြည်းဖြည်းနဲ့နားလည်လာတဲ့အခါမှာတန်တွေရဲ့ကြုံရင်းကြွာခြင်း complexion အား tension အားအဲ့ဒါတွေကိုတဖြည်းဖြည်းနဲ့နားလည်တဲ့အခါမှာဒါကိုလုံရင်တော့ အခုချိန်မှာလုပ်ရင်တော့ရပြီဘလောက်ဒီရမလဲ digital စနစ်နဲ့ဘာမူနမူနာမှမလိုပဲနဲ့ digital စနစ်နဲ့လုပ်ရင်တော့ရပြီဆိုပြီးမှထလုတ်ဖြစ်သွားတာဒါအဟွာလေဟိုဆလောင်းကြီးဖြစ်အောင်နည်းနဲ့ hydraulic press ပေါ့ hydraulic press ပေါ့အကြီးစားပေါ့ဆန္ဒအဆန်းနဲ့ဆန္ဒပဲမှာပါ ဒီဇိုင်းစဉ်းစားတာတော့အဲ့လိုပေါ့နော်တလားလောက်တော့အချိန်ယူရတယ်ဘယ်လိုဆွဲမလဲဘယ်လိုထုတ်မလဲအိုင်ဒီယာကိုအရင်ယူတာယူပြီးမှဘယ်ကနေစမလဲဆိုတော့အဲ့ဒါရက်တပတ်ဒီမအောင်မြင်ငယ်ရက်တပတ်လောက်ကပဲအသေးစိတ်အဲ့ဒါကြတော့လုံးဝအသေးစိတ်သွားပြီဘာပြီးဘာလုပ်မယ်ဘာပြီးဘာလုပ်မယ်အဲ့လိုပေါ့ခေါင်းထဲမှာအဲ့လိုပေါ့နော်နောက်ပြီးတော့ဒီနေ့ဘာလုပ်မယ်နောက်ပြန်ဘာလုပ်မယ်ဒီကောင်မှာဘာလုပ်မှပြပွဲမိမယ်ဆိုအဲ့လိုကိုတက်ကြီးဆွဲပြီးတော့လုပ်ရတာ ဒါဘဟုချက်ကိုအရင်စနင်းနေတာပါဒါဟိုလေထွက်လာတဲ့ပလတ်စတိတ်မူမှတန်ပေါ်ဒီအကွင်းလေးတိုင်းရအောင်စိတ်ရှင်လက်ရှင်လောက်ရတာပေါ့အမှန်တော့ CNC တွင်ကုန်ရှိလို့ရှိရင်ဒီလိုလောက်ရမလို့တွင်ကုန်မှာဟိုပရိုဂရမ်ကြီးထည့်လိုက်တာနဲ့ XYZ ထည့်လိုက်တာနဲ့ကအဲ့အခွက်တိုင်းရမှာဒါမဲ့လေးလေးတော့ CNC မသုံးကျင်တဲ့အတွက်အတိုင်းပလိုက်နဲ့လူအောင်ရအောင်လုပ်မှာရက် အဲဒါဆိုရင်ရပါပြီအဲဒါကြတော့လေးလေးလိုချင်တဲ့နှစ်ပေတိုင်းနှစ်ပေ radius ရဲ့အကွေးအဲ့အကွေးကိုဒီထက်မှရောက်သွားပြီအဲကုန်ကြစရိတ်က10သိန်းဆုံးဆုံးလောက်တော့ကြမှာတင်တယ်ဒါကမိုးပေါ့နော်နောက်ဟိုဟာပေါ့နော်ထုတ်ရောင်းမယ်ဆိုရင်တော့အဲ့လောက်မကြအောင်ဟိုဟာမကြအောင်မိုးတွေတိုင်းတွေကိုစနစ်တကျလုတ်ပြီးတော့တနေ့ကို ဟိုတနေ့ကိုအချက်ရည်အများကြီးထွက်အောင်အဲ math production အနေနဲ့ထုတ်သွားမှာပေါ့အဲကျွန်တော်ထင်ပါတယ်၄သိန်းနဲ့၃သိန်းကြားပဲ၄သိန်းပုံရင်တော့ဟိုဝယ်ကြမှာတော့မဟုတ်ဘူးအဲ့ဒါလည်းခေါင်းထဲရှိတာပေါ့နော်ဒီ၃သိန်းနဲ့၄သိန်းကြားတော့ဟိုဝယ်မယ်ဟိုစမ်းကြည့်လိုက်မယ်တယောက်နှစ်ယောက်တရွာဟိုတစ်ခုလောက်သုံးကြည့်လိုက်တာနဲ့အဆင်ပြေတယ်ဆိုတာနဲ့ဝယ်ကြမှာသိကြပေါ့အဲ့ဒါတော့ဟိုဟိုဒီ comment ပေါ်မှာဘလောက်ပြောပြောစမ်းသုံးကြည့်ရင်တော့ဝယ်မယ်ဝယ်မယ်လို့တော့ယူဆပြီးသားပါ ဒါနှစ်ပေ radius လမ်းကြောင်းထဲမှာအဲ36စိတ်ပထမဆုံး36စိတ်အရင်စိတ်ပလိုက်တာ36စိတ်ဆိုတော့ဟိုတခုကို30ဒီဂရီနဲ့ပေါ့နော်အဲ့လိုအရင်လှုပ်လိုက်တာပြီးမှအချက်ရဲနဲလို့ဆိုပြီးမှအဲနောက်ထပ်နှစ်ပိုင်းပြန်ပိုင်းလိုက်တာအဲ့ဒါဆိုတော့ဟိုပါပေါ့နော်အမှန်အချက်ရဲပုံများသွားတာပေါ့ဟိုပါပေါ့လေပထမတော့အဲ30ဒီဂရီနဲ့လှုပ်တယ်နောက်ကျတော့5ဒီဂရီပြတ်သွားတာပေါ့ဒီတစ်ချက်တစ်ချက်ကို5ဒီဂရီပြတ်သွားတာပေါ့ လိုင်းဟာ80နဲ့နှစ်လိုင်းပေါ့စိုက်ကယ်ရရဲ့အကွေးကသူကဘဟိုဘဟိုကနေပဲခွာသွားတာပဲလေသူညီမြတဲ့အကွာဝေးနဲ့ခွာသွားတာပဲလေအဲ့ဒီခွာသွားတဲ့ဟာဗျောင်းမြန်ပဲသူကလာတဲ့အပြိုင်အလင်းတန်းတွေအကုန်လုံးကအဲ့ဒီစိုက်စန်စန်စန်တာမှာပဲသူက focus ကသွားစုတာလေအဲအဲ့ဒီစနစ်ကိုယူလာတာပေါ့အလင်းရောင်ကဘယ်ဟာပဲလာလာဒီဘိုးမှာပဲလာစုတာအဲ့ဟာကိုယူပြီးမှလောက်ထားတာ မှန်ချက်တရားမပူဘူးလားမှန်တော့မပူမှန်မှန်မှလုံးဝမပူဒီစုံချက်နေရာမှာတော့ဟိုတော်တော်ကိုပူတာဟုတ်ဒီဂျက်ဆက်ကူလေးကိုအရင်မီးရှို့ပြမယ်နော်အဲ့လိုတော့မစမ်းတတ်ရသေးဘူးအဲ့ဒီဘက်ကမလှဲ့နိုင်သေးဘူးဖြစ်နေတာဟုတ်ဟိုပြပွဲကလည်းပြီးလာတာမကြသေးဘူးလေ ရှစ်ရှစ်ခွဲလောက်ဆိုရင်ကိုစရပြီရှစ်ခွဲလောက်ဆိုရင်ကိုပူးနေပြီဟိုမှာပဲသူ့ရထွက်လာတဲ့အလင်းတန်းဂေးစောတဲ့အလင်းတန်းလောက်ရှိတယ်မြန်တယ်နော်မြန်တယ်ဟုတ်ကျောက်ရောရိုးရိုးဟိုဂတ်မီဘုံနဲ့ကြော်သလောက်ပါပဲဆန္နာပဲအဲ့ဆန္နာမိအောင်ဖမ်းရတာပဲဟိုမဖြစ်နိုင်ဘူးကော်ပီကြီးပါကွာ အမျိုးမျိုးပြောတာပဲ ပထမတော့သီးမခံနိုင်ဘူး။အော်ကော်ပီရွေးမဲ့ငါဘယ်လိုလုပ်ခဲ့ရတာသူချပြလိုက်သေးတယ်။ပြီးမှဟိုဟာပြန်ဖြတ်လိုက်လို့ဒါကတော့လောလောဆယ်တော့ကျွန်တော်တို့ထမင်းချက်မယ်ရင်သွေးဥတံမယ်ချက်ဥကြုံမယ်ပေါ့။နောက် generation ကြရင်ဒီရဲ့အပူကိုစုစည်းပြီးမှဟိုလျက်စစ်ထုတ်ဖို့အထိအဲ့ဒါလုပ်နေပါပြီ။လျက်စစ်လည်းလျက်စစ်ကိုထုတ်ယုံနေမဟုတ်လျက်စစ်ကိုတူလောင်ထားပြီးတော့6နာရီအထိအသုံးခံတယ်လို့ပြောတယ်။အဲ့ဒီပညာပေးမဲ့လူကဟိုရှိပြီးသား အခုကဒီမှာဟိုပြပွဲပြီးအလုံးရှုံနေလို့သူတို့နဲ့မချိန်အားသေးလို့နောက်ကြရင်သူတို့နဲ့ချိန်ဆက်ပြီးအဲ့ဒါအောင်မြင်သည်အထိလောက်မှာအတိုင်းသာမရှိဘူးအတိုင်းသာမရှိပဲအဲ့ဒါကို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 ပဲသိတာတခါလေဟိုပါဗောနော်ဟိုဒုက္ခဒုက္ခတွေတွေ့လဲအဲ့ဒုက္ခလောက်တော့လကားပါကွာသူအဲ့ဒါပဲအလွယ်လေးကြော်ဖြတ်သွားတာပဲတွေ့တာပဲဟိုကွန်မန့်ပေါ်မှာဖိုက်တာပဲ ဟိုဟိုဟာအကြောင်းမျိုးမျိုးအဖိုက်ခံရတာပဲ။အော်လာအခုကိုအော်လာတွေကအများကြီးအရောက်တရာကြုံနေပြီ။အဲ့ကိုစလဲက၄ဦးလောက်ရှိနေ။အော်ဒါလေးကလေဒီဒီနေအောင်ကိုကြည့်ပြီးတော့ဟိုဟာငုံလိုက်မော့လိုက်ချိန်တဲ့ဟာလေးပေါ့။ဒါကတော့အဲ့ဒဲအိုးဒံအိုးအနှိမ့်မြင့်လုပ်တဲ့အရက်ပေါ့။ဒီဟာလေးကကြတော့ဟိုတဲသွားလို့ရအောင်အဖြုတ်တဲ့အရှင်လေးပေါ့။ဒီကောင်ကအောက်ခုံနဲ့ အပေါ်ဆလောင်းနဲ့ဟိုဖြုတ်တဲ့အာလေးပေါ့ရိုးရိုးကြည့်မှန်ပဲသူ့မှာဝါယာလဲချိတ်မထားဘူးဘာမှချိတ်မထားဘူးပြန်လာဟိုနေရောင်ကြီးရလာတဲ့အလင်းကိုဟိုမှန်ထိုးသလိုပဲသူတနေရာလဲဟိုပြုံစုထိုးရင်းနဲ့အပူထွက်တာပဲအဲအနေအနေငါးနှစ်ကတော့မုန်းနေအောင်သုံးရုံပါပဲဘာမှမပါပဲနဲ့ဟာပျက်စီးစရာလဲမပါဘူးဝါယာကျိုးလဲမပါဘူးလေးလေးရဲ့တီထွင်မှုလေးကိုအားပေးကြပါ လျှက်စက်လည်းမလိုပါဘူးအဲ gas လည်းမလိုပါဘူးမီးသွေးလည်းမလိုပါဘူးထဲလည်းမလိုပါဘူးနေရောင်ခြည်ရှိရင်ကိုကြက်ဥလည်းကြော်လို့ရတယ်ထမင်းလည်းချက်လို့ရတယ်စိတ်သားလည်းပေါင်းလို့ရတယ်ကြက်သားလည်းပေါင်းလို့ရတယ်အားလုံးအစဉ်ပြေမဲ့ဟာလေးပါအဲလေးကိုတုံးကြည့်ကြပါလို့အပေးမှုကိုလည်းကျေးဇူးအထူးတင်ပါတယ် မလို့ရသဘောရလဲတော့ထိုးဆန်းတယ်လို့ထင်ရမှာအဲ့တော့လေအအောင်ဖို့ကောင်းတဲ့ဖြစ်ရဲ့လေဒီထွန်းဆန်းချက်တဲ့အရာတခုဖြစ်ပါတယ်ကြည့်ရှုပြတဲ့အရောက်စီတိုင်းပေါ်အထုပင်ချစ်သူတင်ပါတယ်ဗျ